ောင်မဲမြို့နယ်တွင်အတမ်းပတ်စစ်ကောင်ရှင်တပ်က SSPB SSA နယ်မြေတွင်သို့စစ်ကြောင်းထိုးလာသည့်ဖြင့်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တွင်အတမ်းပတ်စစ်ကောင်ရှင်တပ်က SSPB SSA နယ်မြေတွင်သို့စစ်ကြောင်းထိုးလာသောကြောင်းတိုက်ပွဲပြင်းထန်နေကြောင်း SSPB Info ကသတင်းထုတ်ပြန်လိုက်ပါသည်။နိုဘလာ29ရက်နေ့မိုးလတနိုင်ခန့်အချိန်အရာတရာဝန်ကျင်ပါအတမ်းပတ်ကောင်ရှင်တပ်ကရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP SSA တပ်ခန်းတရှိရာကြောက်မဲမြို့နယ်ပုံဟိုးကျေးရွာအနီးရှိတော်ရင်တနေရာသို့ထိုးစစ်ဆင်ဝင်ရောက်လာသောကြောင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါသည်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်ရှင်တပ်ဖက်ကရင်းပြင်စစ်ကြောင်းနဲ့ဒရုန်းများအသုံးပြုကာတိုက်ခိုက်နေပြီးတရင်ထုတ်ပြန်ခြင်းညနေ2:56မိနစ်ချိန်ထိထိရွက်တိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်း SSPP Info ကတရင်ထုတ်ပြန်ထားပါသည်။အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်၍အသေးစိတ်သိရှိနိုင်ရန်ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SFPP မှတာဝန်ရှိသူများထံဖုန်းပြဆက်သွယ်မေးမြန်းခဲ့တော့လေဖုန်းလက်ခံပြေကြားရှင်မရှိသေးကြောင်းသိရပါတယ်။ကြောင်မဲ့မြို့ပေါ်မှာကတော့စစ်တပ်ကအဓိကထိန်းချုပ်ထားတာ။ကြောင်မဲ့မြို့နယ်အတွင်းကရွာတွေမှာ SSPP နဲ့ TNL တွေလည်းရှိနေတယ်။ TNL တွေကလည်းသူတို့စခန်းလုံနေတဲ့နေရာတွေရှိတယ်။အခုတပွဲဖြစ်တာကလည်းမြို့ပေါ်ကနေစစ်တပ်ကရွာတွေဘက်ကိုစစ်ကြောင်းထိုးလာပြီးတပွဲဖြစ်တာဟုကြောင်မဲ့မြို့ဒေသပြည်သူတို့ကမြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှ ထွတ်တော်အမတ်163ကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုငြင်းပယ်ရန်တောင်းဆိုကြောင်းတည်ရပါတယ်။မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း9ခုမှထွတ်တော်အမတ်163ကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုငြင်းပယ်ရန်တောင်းဆိုလိုက်ကြောင်းနယူးဇီလန်တိုက်ခန်းလေးပါပါတီထွတ်တော်အမတ်ကလူမှုကွန်ရက်မှတစ်ဆင့်တရင်ထုတ်ပြန်ပါတယ်။နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ အရှေ့တီမွန်အင်ဒိုနီးရှားနဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုမှဥရေပြိုလွှတ်တော်အမတ်ပေါင်း၁၆၃ခုကမြန်မာစစ်တပ်စီစဉ်ထားသောရွေးကောက်ပွဲကိုအထုအယောင်ဖြင့်ရှုတ်ချခဲ့ကြပြီးနိုင်ငံတကာအတိုင်းဝိုင်းနေဖြင့်ရင်းရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြပါတယ်။စစ်တပ်ရွေးကောက်ပွဲမှာမိသည့်နီးနှက်မျှလွတ်လပ်ပြီးတရားမျှတသည်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမတ်များကဆိုပါတယ်။ရွေးကောက်ပွဲမှာမြန်မာပြည်သူများပေါ်စစ်စင်နွမ်းနေသော တရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ဒုပမှုတစ်ခုသာဖြစ်သည်ဖြစ်ကြောင်းဖွတ်တော်အမတ်များကထုတ်ဖော်ပြောဆိုထားပါသည်နိုင်ငံတကာသို့လည်းဖွတ်တော်အမတ်များကအတူအယောင်မြန်မာရွေးကောက်ပွဲအတွက်ဖွတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာခေါင်းစဉ်ဖြင့်ပေးစာပေးပို့ခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေကြောင်းတက်ခိုက်မှုများအရှင်မြတ်လှုပ်ဆောင်နေသည့်အတွက်ရွေးကောက်ပွဲပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်ရေးချမ်းမီမဟုတ်ကြောင်းအကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများသာပုံပုံများပြားလာပြီဖြစ်ကြောင်းသတိ မြောက်ရီမြို့ရှိစစ်တပ်ကမတရားချိတ်ပိတ်ခဲ့သည့်ဗီဒူပိုင်နေများတွင်ဂျားဖြန့်တရုတ်များကိုတိုးဝှက်ထားပြီးအဖမ်းပြကကြိုက်ထုံမြို့နယ်ရထားဘူးတာတွင်ဂျားဖြန့်တရုတ်တရားကြောဖမ်းမိကြောင်းသိရပါသည်။ကရင်ပြည်နယ်မြောက်ရီမြို့ရှိအဂျမ်ဖက်စစ်တပ်ကမတရားချိတ်ပိတ်ခဲ့သည့်ဗီဒူပိုင်နေများတွင်မင်းလက်ပါရွာမှထွက်ပြေးလာသည့်ဂျားဖြန့်တရုတ်များကို ထားရှိပြီးဗီဒူများကတိုင်ကြားသောအခါမှဂျားဖြန့်များကိုဟန်ပြဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများနဲ့နေချစ်ပိတ်ခံခဲ့ရသောမြောက်ရီမြို့ခံ AAC ကိုရမင်းကပြောပါတယ်။ AAC ကိုရမင်းဤမြောက်ရီမြို့ရှိနေကိုစစ်တက2021ခုနှစ်ဆရာနာရှင်စန့်ကျင်ရေးတပိတ်တွင်ပါဝင်သည့်ဖြင့်ချိတ်ပိတ်ခဲ့ပြီးအဆိုပါချိတ်ပိတ်ထားသောကိုရမင်းဤနေတွင်ဂျားဖြတ်တရုံများကိုစစ်တက်လက်အောက်ခံကရင်လက်နက်ကင်ဖွဲ့ကလာထားကြောင်းရင်းနောက်ပဝန်ကျင်မှပြည်သူများကတိုင်ကြားသောအခါမှာကိုရမင်းဤနေမှဂျားဖြတ်တရုံများကိုစစ်တက်ကအယောင်ပြဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါသည်။ တရင်ထဲမှာတက်လာတော့အောင်သွားတယ်။ဂျားဖြတ်တွေဝင်ဖမ်းသွားတယ်ဆိုတော့ကိုယ့်အိမ်ကိုမှတ်မိတာပေါ့။2021အစပိုင်းကလေးကချိတ်ပစ်ခံရရတယ်။အဲ့ဒီအိမ်လေးမှာဒီလိုကြားဖြတ်တွေအကြမ်းဖက်ဆေးအုပ်စုရဲ့လက်ဝေခံလက်ပါစီလက်လက်ကင်တပ်ဖွဲ့တွေကဒီကြားဖြတ်ပြုတ်တွေကိုသွားထားတယ်။ရုပ်ကအုပ်ချုပ်ရေးမှုတွေနဲ့ပူပေါင်းပြီးတော့ပြီးတော့စစ်ကောင်စီတပ်ကဝင်ပြီးတော့ဖမ်းပြတယ်။ဒေါ်လာကြီးတွေမှာပါလို့ချိတ်ပိတ်ခံရတဲ့ဗီဒီယိုရဲ့အိမ်တွေကိုတော့မှကြားဖြတ်တွေထားပြီးတော့ဝင်ဖမ်းတဲ့အကွက်တွေဆိုတော့သူတို့ချိတ်ပိတ်ခံရတဲ့အင်ပန်ရှင်တွေအနေနဲ့ နှစ်ကြိမ်ရင်နာခံစားရတယ်စိတ်မကောင်းဖြစ်ရတယ်ဟု AC ကိုရဲမင်းကပြောပါတယ်မြောက်ပြည်မြို့နယ်ရှိချိတ်ပိတ်ခံရရသည့်အိမ်များကိုနိုင်ငံတော်ပိုင်ဖြစ်၍မိသူမှကျူးကျော်ဝင်ရောက်ခွင့်မရှိဘူးအကြမ်းဖက်ဆီအစုကစီကံထုတ်ထားတော်လဲ၎င်းတို့စီကံကို၎င်းတို့ဘာသာချိုးပေါက်နေခြင်းဖြစ်ကြောင်း၎င်းကဆက်ပြောပါတယ်ချိတ်ပိတ်ခံရရတဲ့အိမ်လေးကိုလူခန့်တဲ့၃လရက်ကမင်းလက်ပံကြားဖြန့်ကထွက်ပြေးတဲ့လူတွေရော မြောက်ဒီတောင်ဘက်ချမ်းကရှောင်းရင်းထွက်ပြေးတဲ့လူတွေရောဂျားပြက်တွေကိုအမှန်လေးရက်ွက်ရေးမှုနဲ့တူ DKBL ကပုံမှုအဆင့်ရှိတဲ့အရာရှိတူကလာထားတယ်တဲ့ရက်ွက်ထဲကတိရရဲ့လူတွေကပြောပြောပြတယ်မနေ့29ရက်နေ့ကအဲဒီအိမ်ထဲကိုစစ်ကောင်စီနဲ့ပူးပေါင်းအဖွဲ့တွေကဂျားပြက်တွေရှိတဲ့ရက်ွက်ကတိုင်တယ်ဆိုပြီးဝင်ဖာတယ်တရင်ဌာနတွေကတရင်တက်လာမှတီးရတယ်အင်မတာစစ်ကောင်ဖြစ်ရတယ်ကျွန်တော်တို့အိမ်ကိုပြစ်ပြီးပြေးခဲ့ရတယ်။ကျွန်တော်တို့အိမ်လေးချိတ်ပိတ်ခံရတယ်။ချိတ်ပိတ်ခံရတဲ့အိမ်မှာဂျားဖြတ်တွေကိုထပ်ထားပြီး ဒီလိုရုပ်ရှင်ရိုက်ပြတဲ့အကွန်မျိုးတွေကိုရင်နာပူရတယ်စိတ်မကောင်းဖြစ်ရတယ်ဟု AAC ကိုဂျမ်းမင်းကဖြစ်စဉ်ကိုပြောပြပါတယ်လက်ရှိအချိန်တွင်ကြားဖြတ်များသည့်ထိုင်းမြန်မာနယ်စပ်ဂရင်းပြည်နယ်ထဲမှထွက်ပြေးနေကြပြီးဖာမတ်တဆင့်ရန်ကုန်မန္တလေးတို့အလုံးအရင်ဖြင့်ဝင်ရောက်နေကြကြောင်းမြန်မာနိုင်ငံအနှံ့တော်လာရေးလို့၍စိတ်ပိတ်ခံထားရသူများ၏အိမ်များတွင် ဂျပ်ဖြန်များဝင်ရောက်နေရခြင်းများနေရာပေးခြင်းများဖြစ်လာနိုင်ကြောင်းအကြံပေးစေုပ်စုနဲ့ဆက်နေနေသူများကထိုကဲ့သို့လှုပ်ဆောင်လာနိုင်ကဒေါ်လာပြည်သူများ၏ချိတ်ပိတ်ခံနေများတွင်ဂျပ်ဖြန်ပြုံများကဝင်ရောက်အလုပ်လုပ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း AC ကိုရမ်းမင်းကပြောဆိုပါတယ်အလားတူမွန်ပြည်နယ်ပေါင်ပြုံနယ်ရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းရှိ ရင်းငိမ့်ဘူတာတွင်မြန်မာနိုင်ငံသားဖွဲ့ပုံတင်စတုံးမြင့်ဆောင်ကင်ဆောင်ထားသောကြားဖြန့်တရုတ်တရားကြောကိုဖမ်းဆီးရမိခဲ့ကြောင်းဒေသပြည်သူများနဲ့စစ်တပ်တရင်ရင်းမြစ်ထံမှတရှိရပါသည် နိုဘာလ26ရက်နေ့နာမည်စင်နိုင်အချိန်မြောက်ပြည်မြို့နယ်တွင်ရှိကြားဖြတ်လုံငန်းများမှထွက်ပြေးလာသောတရုတ်နိုင်ငံသားတရတအူးမှရင်းငိမ်ဘူတာတို့အင်စီရင်ဟိုက်ရက်ဂျင်များဖြင့်ရောက်ရှိလာကြောင်းအဆိုပါကြားဖြတ်တရုတ်များကယထားမြတ်ဆက်လက်ခီးထွက်ရန်ပြင်ဆင်နေစဉ်ပြည်သူများကတိုင်ကြားသည့်ဖြင့်စစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဖာစီခံရသူအများစုမှာ ရှမ်းပြည်နယ်မှတ်ပုံတင်စစ်တုံးမြင့်ဆောင်ကိုင်တောင်ထားကြသောကြည်ရပါတယ်။ဖာစီခံရသောကြားပြန့်ပြုံများတွင်အမျိုးသမီး39ဦးနှင့်အမျိုးသား62ဦးပါဝင်ပြီးပေါင်ပြုံနယ်ရဲစခန်း ရစန်းဟာကရာဝီမြစ်စုံဂျီယာမြစ်စီမံကိန်းအတွက်မေအောင်လိုင်ကဥဆောင်အဖွဲ့ဖွဲ့စည်းပြီးဒီယိုယူနာ SBICYN ကုမ္ပဏီနဲ့အတူလုပ်ငန်းများပြန်လည်စတင်ကြောင်းသိရပါတယ်။ရစန်းဟာကရာဝီမြစ်စုံဂျီယာမြစ်စီမံကိန်းအတွက်မေအောင်လိုင်ကဥဆောင်အဖွဲ့ဖွဲ့စည်းလိုက်ပြီးဒီယိုယူနာ SBICYN ကုမ္ပဏီနဲ့အတူလုပ်ငန်းများပြန်လည်စတင်လိုက်ကြောင်းစစ်တပ်ကထုတ်ပြန်တော့ပြန်လာရသိရှိရပါတယ်။အကြမ်းဖက်မေအောင်လိုင်က ရာဝတီမြို့ဆုံမြင့်ရမြို့ဝန်းရာလစ်စစီမံကိန်းဦးဆောင်ဘက်ကိုယခုနှစ်ဩဂုတ်လ29ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးမြစ်ဆုံစီမံကိန်းအတွက်သူတည်တနာလုပ်ငန်းများဤပညာဆိုင်ရာဖြည့်ရှင်းချက်များနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းများကိုစီမံဆောင်ရွက်နေကြောင်းသိရှိရပါသည်ရာဝတီမြို့ဆုံမြင့်ရမြို့ဝန်းရာလစ်စီမံကိန်းတွင်ပြည်သူဆွမ်းအဝန်ကြီးဌာနလူဝန်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးကချင်ပြည်နယ်ဆိုရဖွဲ့ဒရန်စာတရေးရာဝန်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ကအဖွဲ့ဝင်73ဦးပါဝင်ကြောင်းသိရပါသည်ရင်းအဖွဲ့တွင် ဒီလိုယူနန်ပြည်နယ်မှာ SPIC United International Power Investment Company Limited SPICY အနေအထူးပူးပေါင်း၍ရစ်စုံရာနစ်စီမံကိန်းအတွက်သူတည်တနာလုပ်ငန်းများ၊ဒီပညာဆိုင်ရာပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊စီးပွားရေးနဲ့ဗန္ဒာရေးဆိုင်ရာလုပ်ငန်းများစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းရင်းအပြင်ဥဆောင်အဖွဲ့ကလမ်းညွှန်ချက်ပေးခြင်းနဲ့သုံးပြတဲ့ချက်ချင်းပါဝင်လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ရင်းအပြင်မြစ်ဆုံစီမံကိန်းအတွက်တရုတ်အစိုးရနဲ့မြန်မာစစ်တပ်ကြားညှိနှိုင်းဆောင်ရွက်နေတဲ့ကိစ္စများကိုလည်းအဆိုပါဥဆောင်ဖွဲ့ကအထောက်အကူပြုပေးရမည်ဖြစ်ကြောင်းသိရှိရပါတယ်။မြစ်ဆုံစီမံကိန်းဥဆောင်ဖွဲ့ကတရုတ်ဖက်နဲ့အစည်းအဝေးနှစ်ကြိမ်ရှိခဲ့ပါပြီ။အခုကလုံအောင်ပြန်ပြီးဆောင်မယ်ဆိုပေမဲ့ on paper တွေပဲအဓိကသွားနေတော့မယ်ဟုနေပြည်တော်တရင်ရင်းနှစ်ကပြောဆိုပါတယ်။အကြံဖက်မေအောင်လိုင်ကမြစ်ဆုံရာမြစ်ဆုံစီမံကိန်းကိုတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း ဘုဂုလ32ရက်နေ့တရုတ်နိုင်ငံဒီယန်ချင်းမြို့တွင်မြန်မာတရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပြည်တည်ရေးပြည်စုံပွဲတွေထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရာဝတီမြို့ဆုံစီမံကိန်းမှာဆရာနာရှင်တန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလိလာရေးစလုပ်ခဲ့ပြီးတရုတ် CPI company နဲ့အကျိုးတူလုပ်ကံခဲ့ရမှာဘီလူလူတို့ရဲ့ကောက်ကောက်မှုကြောင့်2017ခုနှစ်တွင်ဦးသိန်းစိန်ရအစိုးရအမိဖြင့်ယာယီရဆိုင်ထားခဲ့ခြင်းစစ်တပ်ကိုထောက်ခံသောရုပ်ရှင် CEO ဥက္ကဋ္ဌကြီးစိုးထွန်းနဲ့ချမ်းသာကြီးစိုးဒိန်တောင်ဒရိုက်တာမီပွား မင်္ဂလာရုပ်ရှင်ရုံးပိုင်ရှင်ဇော်မင်းတို့ကိုပြန်ကြားရေးညွှန်ကြားပေးကြွယ်တဲ့အတူတရုတ်ရုပ်ရှင်ပွဲတော်သို့ဆေးလွတ်ကြောင်းတည်ရပါတယ်။အကြံပေးစစ်တပ်ကိုထောက်ခံသောရုပ်ရှင်စီယိုဥက္ကဋ္ဌခက်တက်ကြည်စုထုံနဲ့ချမ်းသာကြည်စုဒိန်းတော်ထရိုက်တာမီပွားမင်္ဂလာရုပ်ရှင်ရုံးပိုင်ရှင်ဇော်မင်းတို့ကိုပြန်ကြားညွှန်ကြားပေးကြွယ်တဲ့အတူတရုတ်ရုပ်ရှင်ပွဲတော်သို့ဆေးလွတ်ကြောင်းတည်ရပါတယ်။ဒီရုံးနိုင်ငံယူနန်ပြည်နယ်တွင်နိုဝင်ဘာလ28ရက်နေ့မှဒီဇင်ဘာလ1ရက်နေ့ထိလျန်ချမ်းဘဲကောင်ပြည်ပြည်ဆိုင်ရာရုပ်ရှင်ရည်တရပပွဲတော်ပြုလုပ်လေရှိပြီး ရင်းပွဲကိုစစ်တပ်ကရုပ်ရှင်စီရဥက္ကဋ္ဌခက်ပြက်ကြည်စိုးတို့ချမ်းသာကြည်စိုးဒရိုက်တာမီပွားဟာဘာပြုဆောင်ဒိန်းတောင်မင်္ဂလာရုပ်ရှင်ဥပိုင်ရှင်ဇော်မင်းတို့ကိုဆေလွတ်ကြောင်းရင်းပြင်ပြန်ကျန်းဝန်ကြီးဌာနမှညွှန်ချုပ်အေးတွေကဦးဆောင်၍ရုပ်ရှင်ပွဲတော်တို့လာတက်ကြောင်းရင်းပွဲတော်တွင်စစ်တပ်ကစကားနှကားပါဝင်ပြသပြီးရင်းစကားများမှာသမင်သည်မျှမြင့်စီနဲ့ချစ်တူတာဘန်းတော်ဝင်ဖြစ်ခဲ့ရင်းဆိုသည့်ရုပ်ရှင်ကားနှကားတက်ကြောင်းသိရှိရပါသည် စစ်တပ်ကနိုင်ငံခြားခွင်လန်းဖြစ်သောတရုတ်ရှင်ပွဲတော်သို့ဆေးလို့ရတွင်၎င်းတို့အတွက်ဝါဒဖြန့်ပေးပြီးစစ်တပ်ထောက်ခံသောလှုပ်ရှားမှုနှင့်ရွေးကောက်ပွဲမဲပေးရေးစီရင်လှုပ်ရှားမှုများတွင်ပါဝင်သူများကသာအ धिक ခေါ်ဆောင်သွားကြောင်းစစ်တပ်ကခေါ်ဆောင်သွားသူများမှာတရုတ်ရှင်ပွဲတော်တွင်၎င်းတို့နှင့်ပတ်သက်သော အမှုပညာချပြစရာမရှိဘဲစစ်တပ်ထောက်ခံမှုအတွက်ဆုလက်ဖြင့်တက်ခွင့်ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဒရိုက်တာမီဘွားကအခုကမရောက်နိုင်သောအောင်ပြည့်စုံကုမ္ပဏီကလုပ်နေတဲ့ရှိုးလိန်အခုမှပင်တိုင်ရုပ်ရှင်ဒရိုက်တာဖြစ်လာတယ်။ ဘာလို့လဲဆိုတော့အတူရောက်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကိုသူကပြန်ချိုင်းဝင်ကြီးမမောင်ဦးကိုအဓိကအကြံပေးတဲ့အပြင်ရေပြင်ပါလေပြန်ချညွန်ချုပ်အေးတွေနဲ့အတူတူလှုပ်ဆောင်ခဲ့လို့အခုလိုမျိုးနိုင်ငံခြားတွားခွင့်ရမရောက်နိုင်တာကုမ္ပဏီမှာပင်နန်ဒရိုက်တာဖြစ်လာတာရေရွှေရှင်ပွဲတော်ရင်ပြသနေတော့မြန်မာစကားတစ်ခုမှလည်းချစ်သူသားပန်းတော်ဝင်ဖြစ်ခဲ့တဲ့ရွှေရှင်စကားဖြစ်ပြီးဒရိုက်တာကောင်းစံဝတ္ထုပုံရိပ်ခင်မင်းသားဆန်းဆန်းခန်းနိုင်တဲ့ မြန်မာပြည်ကရှေ့ယူလို့ကပါဝင်သူဆောင်ထားကြောင်းတမင်တန်မြန်နေစီရုပ်ရှင်မှမူဒရိုက်တာမင်းဆက်တဲ့ရိုက်ကူးပြီးတရုတ်ဆောင်မင်းမီကိုကပါဝင်သူဆောင်ထားကြောင်းသိရှိရပါတယ်